အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးသူအင်ကာရှာချန်ရေးသားထားတဲ့ Twin Life Over Burma My Life as a Sham Princess ဆိုတဲ့စာအုပ်ကိုစာကြည့်အဝင်းဖေးဘာသာပြန်ထားတဲ့မှုံရင်ဆိုင်တိုင်းမြန်မာဆိုတဲ့ဘာသာပြန်ဝိထုရှင်ရဲ့အပိုင်းဆက်ပဲဖြစ်ပါတယ်။မှုံရင်ဆိုင်တိုင်းမြန်မာ อบายสันเน่ တုန်ဆန်တီအကြီးအကျယ်လန့်ဖြန့်တွေ့ပြသွားသည်နောက်နောက်တွင်စနစ်အတူတကွခီးတွာလာနိုင်တော့မည်မဟုတ်တော့ပါလားဟုတွေးမိသောကြောင့်ဖြစ်သည်တနှစ်လောက်နေလင်သူတို့နေရာဂျပန်ပြည်နှင့်အမေရိကန်ပြည်ထောင်စုတို့ခရီးထွက်ကြရန်စီစဉ်ထားခဲ့ကြသည်တင်မောကော်မတီများကိုပင် မေးမြန်းလေ့လာထားပြီးဖြစ်သည်မဟုတ်သေးပါထိုအစီအစဉ်များဘယ်လို့မှပျက်စီးကုန်ကြအကြောင်းမရှိပါဟုတွေးတော်ပြန်သည်ဆက်သည်မြန်မာနိုင်ငံကိုကိုးစားပြုပြီး စစ်ရောကြီးကိစ္စများနှင့်ပတ်သက်၍ဆွေးနွေးညှိနှိုင်းကြရန်ဂျပန်ပြည်သို့မကြာခဏတွားခွင့်ရခဲ့သည်သို့သော သူဆန်ဒီမှာခလေးများကို ကြည့်ရှုစောင့်ရှောက်ရန်နှင့်ဆက်အီကိုစားလှုံ့ဆော်နိုင်သည့်များကိုဆောင်ရွက်ပေးရန်နေရခဲ့ရသည်မြမပြည်အရှိတ်တို့ဆိုလင်သူမဖို့တရုတ်ပြည်မှလွယ်၍ဘဲကိုမှမရောက်ဖူးသေးပါတရုတ်ပြည်နှင့်မြမပြည်နှစ်နိုင်ငံနေဆက်ပြည်တနာဖြစ်နေကြစဉ်ကညှိနှိုင်းဆောင်ရွက်နေကြစဉ်ကဖြစ်ပါသည် စက်တီနေကြားဒေတာဆိုင်ရာကော်မရှင်အဖွဲ့ဝင်တယောက်ဖြစ်သည့်ဖြင့်ရှမ်းပြည်နယ်များနှင့်တရုတ်ပြည်နယ်စပ်တလျှောက်ကိုစစ်ဆေးရန်ခရီးအများပြားသွားနေရလေသည်။နောက်တစ်ကြိမ်ခရီးထွက်ရန်ပြင်ဆင်နေချိန်၌သူဆန်တီကဝင်ရောက်တောင်းဆိုသည်။ကျမကိုခေါ်ပါနော်။ကျမတရုတ်ပြည်ထဲရောက်ဖို့ကြံလို့ပါ။နယ်စပ်ကပိတ်ထားတာကွာ။ပြီးတော့တရုတ်တွေကကော်မရှင်အဖွဲ့ဝင်မဟုတ်ရင်သူတို့နေတဲ့ကိုဝန်ခံမှာမဟုတ်ဘူးကွာ။စက်ကပြောပြသည်။မောင်ခေါ်သွားဖို့တော့အနေဆုံးစူးစမ်းကြည့်တင်တာပေါ့။ သူဆန်ဒီကဆွတ်ပြောသည်သူတို့အုပ်စုကလေးနဲ့အတူလိုက်လာလဲသူမအားတရုတ်အာနာပိုင်များကပြစ်ပြစ်ခါခါငင်းဆန်လိမ့်မည်မဟုတ်ဟုသူမကပြောသည်ဆက်ကပို၍ကန့်ကွက်သည်သူမသည်လူပြူတယောက်ဖြစ်နေသောကြောင့်ပင်တရုတ်များကသူတို့နယ်ဘက်သို့ဝင်ကွင်းပြုတ်ရန်လိုလားကြတော့မည်မဟုတ်ကြောင်းပြောသည်ထို့သောနောက်ဆုံးတွင်မူလျှော့ပေးလိုက်သည်6ရက်သောဒီဇင်ဘာလနက်နက်ခင်းတခု၌သူတို့ကသည်မြန်မာပြည်ကားလမ်းမကြီးလီဒိုအတိုင်းအရှိမြောက်ဖက်သို့ထွက်ခဲ့ကြသည် ထိုလမ်းမကြီးကိုဒုတိယကဘာဆက်အတွင်းကမဟာမိတ်တို့ကချန်ကေရှိတ်အားထောက်ပံ့နိုင်ရန်ထောက်ပံ့ရင်လမ်းကြောင်းအဖြစ်ဖောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။အိတ်ငိုင်နေသလိုငိမ့်သက်နေသောတိမ်ဒီကိုကြော်၍တောင်ပေါ်စခန်းဖြစ်သောကုတ်ခိုင်သို့တက်ခဲ့ကြသည်။သူဆန်ဒီ၏ခလေတွင်အသက်တောင်မှထိုရက်ဒေသမှဖြစ်သည်။ကုတ်ခိုင်၏လူများစုဖြစ်သော အလွန်လွတ်လပ်စွာနေထိုင်ကြသည့်ကချင်လူမျိုးနွယ်များမှကချင်မတယောက်ဖြစ်သည်။ မိမများကသူတို့ကိုယ်တိုင်တောက်ပါသောအနေရောင်ကားဝင်နှင့်ခြေပတ်များကိုစမ်းကြဲသောဒီဇိုင်းများဖြင့်အပြိုင်ဆိုင်ရက်လုံကြသည်သူတို့ဤအနဲ့ရောင်အင်ဂျင်နှင့်လက်ရက်ထဲတိုးမွေးလွယ်အိမ်များကိုငွေတဲ့ဘဘွားပန်ဆွဲပန်းပြားများဖြင့်တစားဆင်ကြသည်ကချင်မများသည်သူတို့၏အဝိဇ္ဇာများအရာသာထင်ရှားသိသာကြသည်မဟုတ်အနေရတကာ၌သူတို့ကို တွေ့နေရသည့်အတွက်လဲစိတ်ဝင်စားစရာဖြစ်လာသည်လဲလှုပ်လင်လဲသူတို့ပင်ဈေးသွားလင်လဲသူတို့ ရေခန့်ထင်းခွေလင်းလဲသူတို့အလုတ်အလုံးကိုသူတို့သာလုံကြသည်ကချင်မျိုးသားများကကချင်မျိုးသမီးများအလုတ်လုံကြသည်ကိုခိုက်အေးအေးနှင့်ဘာမှမဖြစ်သည်လို့ထိုင်ကြည့်နေတတ်ကြသည်ကုတ်ခိုင်မှလွန်လာကြသောအခါစောစောပိုင်းကဖြတ်တန်းလာခဲ့ကြသောတက်တော်ထူတတ်သည့်တောင်ကုန်းများလိုမဟုတ်တော့ဘဲမြင်ကွင်းများမှာလုံးဝတိတ်သာစွာပြောင်းလဲသွားကြသည်ကုန်းမြင့်များမှာတစ်ခါတစ်ခါသာတွေ့ရသောအပွင့်များပွင့်နေကြသည့်ချယ်ရီပင်အုပ်စုလေးများဈေးပင်အုပ်စုလေးများ တက်တော်ပင်အုပ်စုလေးများအတွက်မြေဩဇာကောင်းပုံမရပင်ပြည်ညီသောမြေနီများမှမဲနဲ့သောကြောက်ဆောင်များထိုးထွက်လျက်ရှိသည်မြေဩဇာညံဖြင့်သောဤနေမြေတကြောကိုကြည့်ရသည်မှာစိတ်မချမ်းမြေပွဲဖြစ်သည်တက်ပင်များကိုခုတ်လှဲပစ်ခြင်းနှင့်မြက်ပင်များကိုမိရှို့ပစ်ခြင်းကြောင့်အပေါ်ယံမြေဩဇာများကိုမထိန်သိမ်းနိုင်တော့ဘဲတိုက်စားသွားခြင်းခံကြရကြောင်းဆက်ကရှင်းလင်းပြောပြသည်လမ်းဘေးတစ်လျှောက်တွင်နောက်ချေးနှင့်မျက်ချောက်များကိုနေပြီးအခဲများလုံ၍အချောက်လန်းနေကြသောလူများကိုတွေ့ရသည် အိန္ဒိယနှင့်တရုတ်ပြည်ရှိထင်းရှားပါသောဒေသတို့တွင်ဆင်းရဲခက်ခဲစွာ လုံခြုံရသောအနည်းဖြစ်ကြောင်းသူဆန်ဒီအနေနဲ့စာအုပ်ထဲမှသာဖတ်ဖို့ခဲ့သည်။၈နှစ်ခန့်မောင်းလိုက်ကြသောအခါနေဆက်ဒေသမျိုးဖြစ်သောမူဆယ်မျိုးတို့ရောက်ရှိလာကြပါသည်။မိုင်ပေါင်း190ကျော်ဝန်းသောရွှေလီမြစ်ပေါ်တွင်တည်ရှိသည်။တသက်လုံးမမေ့နိုင်လောက်သောမြင်ကွင်းကိုကြည့်ရှုခွင့်ရကြရန်အချိန်မီရောက်ရှိလာကြခြင်းဖြစ်သည်။အနောက်ဘက်သို့ဝင်တော်မူနေမင်း၏ရောင်ခြေတို့သည်ရွှေလီမြစ်ပေါ်သို့ထိုးကျနေပြီး ွေကောက်စီစဉ်သွားသောရွှေလေးမြကြီးတစ်ခုလုံးမှာလုံးဝရွှေရောင်တောက်ပါဝင်လက်နေရာကဘာကြီးတစ်ခုလုံးရှိရွှေရည်များအရေပြောစီစဉ်လာတဲ့ကဲ့သို့ထင်ရတော့သည်ရာပေါင်းများစွာသောငန်းရည်များသည်ရွှေရောင် မြစ်ပြင်၌မြူးပြော်လျက်ရှိကြပြီးသူတို့၏ဆံပြသောအော်မီတန်များကို မြစ်၏ကန်နှစ်ဖက်မှလူအများကြားကြရသည်သူတို့သည်ရှေ့သို့ပြန်လိုက်နောက်သို့ပြန်ဝဲလာလိုက်နှင့်ဖြစ်နေကြပြီးမြမပြည်ဘက်၌ပင် နေကြရမည်လား တရုတ်ပြည်ဘက်မှ တောင်နေနေကြီးများဘက်စီသို့ပြန်ကြရမည်လားဝေခွဲမရနိုင်အောင်ရှိနေကြတဲ့ကဲ့သို့ဖြစ်တော်သည်ဆက်ကတရုတ်ပြည်တွင်သို့မဝင်မီသူစံတီအားရှမ်းပြည်နယ်များ၏မြောက်ဘက်အစွန်ဆုံးဒေသများကိုပြသရန်ဆုံးဖြတ်လိုက်သည်နောက်နေ့တွင်ရွှေလီတောင်ကြားဒေသကို25မိုင်ဖြတ်၍မြောက်ဘက်သို့ဆက်လက်မောင်းခဲ့ကြပြီးနမ်ခန်းသို့လာခဲ့ကြသည်မြေဩဇာကောင်းသောတောင်ကြားတွင် လူနေအင်ကျေထူထပ်ပြီးကျွဲဝချမ်းသာကြပုံရသည် ိမ်များသည်ကြီး၍ခိုင်ခန့်သောပစ္စည်းများဖြင့်ဆောက်လုပ်ထားကြသည်လမ်းဘေးတို့တွင်ကြောက်ဖြင့်ပြုလုပ်ထားသောရေအိမ်များကိုတွေ့ရသည်လူသွားလူလာများသောလမ်းများ၏ဝဲရာတွင် အစာရည်စာပြည့်စုံဟန်ရှိသော ခလေးဝဝကိကိများကိုပစုံနေနေကလေးများဖြင့်ပျော်ရွှင်စွာလှုပ်ရှားကစားနေကြသည်ကိုတွေ့ရ၏နွားလဲများခြေကျင်သွားသူများစပိတ်များဖြင့်ဆဲလန့်စည်းတို့တွားနေကြသည် ထိုစည်းသည်ငားရက်တစည်းဖြစ်၏သူဆန်ဒီကဆက်အားထိုနေရာ၌ခဏရက်တံပေးပါရန်ပြောသည် ဆက်ကရက်တန်ရန်အစီအစဉ်မရှိသဖြင့်စိတ်မပါဘဲရက်ပေးလိုက်ရသည်ဈေးမြင့်ခွင်းသည်ဘောဂျိုဖျားပွဲစည်းကိုတတိယခြေသည်အယောင်ဆုံးဝိဆာများနှင့်တောင်ပေါ်သားများသည်၎င်းအမျိုးစုံလှပသောပစ္စည်းများသည်၎င်းမွေးကြိုင်သောရနက်မျိုးစုံထွက်နေသည့်စားတော့ဆိုင်တန်းများသည်၎င်းထိုငါးရက်တစ်စည်းတွင်တွေ့ရသည်ဆိုင်တဘောထားများကိုဆန့်ကျင်၍သူဆန်ဒီကနမ်ခန်းစေးမှသာရနိုင်သောနွားနို့အကြောင်းများကိုဝယ်ယူသည်နွားနို့မှမလိုင်းဖြစ်အောင်လုပ်ပြီး ဝါဒုတ်ကလေးများ၌ရပ်ပတ်ခါအချောက်ခံ၍နွားနို့ကြောင့်များထုတ်လို့သည့်အတတ်ပညာကိုဤဒေသများသို့မွန်ဂိုများကယူဆောင်လာကြခြင်းဖြစ်သည်ဤဒေသပတ်ဝန်းကျင်တွင်မွန်ဂိုများသည်နွားနို့ကိုအသုံးပြုရာ၌ကျွမ်းကျင်သူများဖြစ်ကြသည်နွားနို့ကြောင့်ကြောင့်များသည်ချိုချင်သောအရာသာတမျိုးရှိပြီးစား၍ကောင်းလာသည်တစ်စည်းလုံးတွင်လည်းနွားနို့ကြောင့်ကြောင့်အနတ်များလွှမ်းလျက်ရှိသည်မောင်တို့ဆက်လက်မှရောက်နေတော့ဝိုင်းနှံမွန်မြို့နေရာကိုမင်းမြင်ဘူးစေခြင်းနဲ့ကွာ73ရာစုရှမ်းအင်ပါယာမြို့တော်ဟောင်းနေရလေ ဆက်ကပြောသည်ထို့နောက်သောဝယုံများနှင့်ခြုံနယ်ပိတ်ပေါင်းများဖုံးအုပ်နေတော်လဲမြို့ဟောင်းကြီးဇင်းကြံလက်အလော်များကိုထင်ရှားစွာတွေ့ကြရသည်မြည်သည့်ရှေးဟောင်းတမိုင်းတူဖို့ရေးမှမလုတ်ကန်ရသေးပေသို့သောစိတ်ဝင်စားသူများကမြို့ဟောင်းအုပ်နယံများနှင့်ရေချိုးစိတ်ကိုတူဖို့ရှင်းလင်းထားနိုင်ခဲ့ကြသည်စတုအဖွဲရောက်ရှိသွားသောအချိန်တွင်ရွာလူကြီးတဦးကတော်တုံသားတစ်ချောင်းနှင့်ခုတ်တွင်ရှင်းလင်းနေသည်ကိုတွေ့ကြရသည်ထိုလူကြီးကသူနှင့်သူ၏ရွာသားများဒုဖို့ရရှိထားသော နှစ်ပေါင်းတစ်ထောင်ကျော်ကအသေးစိတ်ထုလုပ်ထားသည့်ကြောက်ပပုတစ်ခုကိုဂုံယူစွာဖြင့်ပြသသည်သူဆန်တီကရှေးမြို့ဟောင်းကြီး၏ဇင်ကြံလန်းတစ်ခုပေါ်တွင် ရက်လျက်ဤနေရာသည်မြို့တော်ကြီးတစ်ခုတည်ရန်ထူကြမှုနေပါလာသည်ဟုတွေးနေမိသည်သူတို့၏အောက်ဖက်၌နေရောင်ဖြင့်တောက်ပနေသောမြစ်သည်တောင်ကြားဒေသမှမြေနှင့်လူသားတို့၏အသက်သွေးကြောဖြစ်သောရေကိုပေးဝေနိုင်ရန်ကြွေကောက်စီစဉ်လျက်ရှိသည် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့၏နေဆန်းမျိုးဖြစ်သောနမ်ခန့်သို့ရောက်လာကြသောအခါဒေါက်တာဆေးဂရိဖ်ထူထောင်ခဲ့သောကရင်နေရာရှိသောပညာပေးဆေးရုံကိုဝင်ရောက်ကြည့်ရှုကြသည်သူဆန်ဒီအမေရိကန်၌ရှေ့စဉ်ကဒေါက်တာဆေးဂရိဖ်ရေးသားသောမြန်မာခွဲစိတ်ဇေယဝင်းဆိုသောစာအုပ်ကိုဖတ်ခဲ့ပူသည်ဒေါက်တာဆေးဂရိဖ်သည်မြန်မာပြည်၏ဒေါက်တာအယ်ဘတ်ရှိစာပင် ဖြစ်ပေသည်ဟုယူဆပြီးအလွန်ကြင်ညိုနေသောကြောင့်ဒေါက်တာဆေးဂရိဖ်အားတရှိခင်မင်ပြီးဖြစ်နေသောစာကိုပင်မနာလိုဖြစ်မိသည် ူမကဒေါက်တာဆီဂရစ်နှင့်တွေ့ရန်အလွန်စိတ်တမ်းနေသည်တွေ့ကြလဲဒေါက်တာကြီး၏တင်ဒန်းမှဆင်သောတာဖွားဆရာမများသည်သူတို့၏တီဘောတာဖွားခန်းတွင်မြည်မြပညာတော်ကြကြောင်းပြောပြခြင်းနေသည်တထက်နှင့်နထက်ဆေးရုံအဆောက်အဦကလေးများသည်ပဝန်းကျင်မှအခြားအဆောက်အဦများနှင့်မတူဘဲထူးခြားနေကြသည်ထိုအဆောက်အဦများကိုမြစ်ထဲမှရရှိသောကြောက်တုံးလုံးလုံးကလေးများနှင့်ကပ်ပြီးဆောက်လုပ်ထားခြင်းကြောင့်ဖြစ်သည် အမိုးများ ပြရင်းများနဲ့တကားများသည်အင်္ဂလိပ်တောအိမ်ကလေးများမှငှာရန်တက်ဆင်ထားသည်ဟုထင်ရပြီးဤအရက်ဒေတာတို့နဲ့မသက်ဆိုင်တကဲ့သို့ဖြစ်နေသည်ဒေါက်တာဆေးဂရိဖ်ကဂုံယူစွာဖြင့်ဆေးရုံအတွင်ပိုင်းများကိုပြသသည်ခွဲစိတ်ခန်းတွင်ရှိသောပစ္စည်းပစ္စယများမှအခြေခံပစ္စည်းများသာဖြစ်တော်လဲအလွန်တန့်ရှင်းပြောင်းလဲနေကြသည်ထို့ခွဲစိတ်ခန်းတွင်ထောင်နှင့်ချီသောလေပင်ကြီးယောဂါတဲများနှင့်အစာအိမ်ယောဂါတဲများကို ခွဲစိတ်ခဲ့သည် ဒေါက်တာစီဂရိဖ်၏ခွဲစိတ်မှုပညာသည်နာမည်ကြီးလာသောကြောင့်ဆေးရုံတက်ရောက်၍ခွဲစိတ်မှုခံယူရန်ရောက်နေကြသောရက်ဝေးယန္နီမာလူနာများပြည့်ကျက်နေသည်။သူနာပြုဆရာမတင်တန်းမှာလည်းအလွန်နာမည်ကြီးသည်။ကက်ချင်း၊ကရင်နှင့်ရှမ်းမြို့သမီးကလေးများသည်ဤဆေးရုံ၌မြန်မာပြည်တွင် အကောင်းဆုံးသူနာပြုပညာကိုသင်ယူရရှိခဲ့ကြလေသည်။ဇပင်ပြူများနှင့်ခွဲစိတ်ဆရာဝန်ကြီးကသူ့အနေနဲ့ဤဆေးရုံကိုလုံခဲ့သောနှစ်ပေါင်း၄၀မှအစပြုပြီး မိတို့တိဆောက်ခဲ့ရပုံများနဲ့ဤတောင်တန်းများပေါ်မှစိတ်ယုံကိုပစ်ပြီးသူဘဲမှမတော်နိုင်တော့ကြောင်းပြောပြသည်တောင်တန်းများပေါ်မှစိတ်ယုံသည် သူရေးသားသောတတိယစာအုပ်ဖြစ်ပါသည်ရံပုံငွေရှိတိုင်းအဆောက်အဦတစ်လုံးတိုးချဲ့ဆောက်လုပ်ခဲ့ရာလာရောက်သောလူနာမှန်သည်များကို ပြန်လွတ်เสียမလို့တော့အောင်ပြေဆုံးလာသည်ဆို၏ဆန်နှင့်သူဆန်ဤတို့ထိုစိတ်ယုံမှထွက်ခွာလာကြသောအခါ ဤဆောင်ဝင်ကြီးတာဝန်မယူနိုင်တော့သည့်တနေ့တွင်မြေသူကများသူ့လောက်ဆွမ်းဆွမ်းတမန်ဆက်လက်ထင်းသိမ်းနိုင်ပါတော့မည်နည်းဟုတွေးတောပူပန်လာမိကြသည်ဆောင်ဝင်ကြီးဤလက်များသည်ဘာအကြောင်းမှမရှိဘဲမကြခဏလှုပ်ခါနေတဲ့အကြောင်းသူတို့နှစ်ယောက်စလုံးတတိပြုမိခဲ့ကြသည်ညနေပိုင်းတွင်မူဆက်ရှိပြည်သူလုပ်ငန်းဌာနဘင်္ဂလိုတွင်တဲခေါ်ကြသည်ဟိုတယ်များမရှိပါဒရိုင်ဘာလေးယောက်မျက်စိမျက်နှာပြက်ဖြစ်လျက်ဆက်ထံသို့ရောက်လာကြသည်ကားများတွင်ဓာတ်ဆီလက်ကျန်အလွန်နည်းနေပြီဖြစ်ကြောင်းနှင့် မူဆယ်နမ်ခန်တနယ်လုံးနဲ့တက်စီတစ်ဆက်မှရှာမရကြောင်းတင်ပြကြသည်ဝါရင်ဒရိုက်ဘာဖြစ်သူစိန်နာသည်တက်စီဆိုင်အားလုံးစုံနေအောင်ရောက်ခဲ့ပြီးပြီဟုဆိုသည်ဘဲမားမှမရခဲ့သို့တော့အဖိုးတန်သောတရင်တစ်ခုကိုကရခဲ့သည်ဟုပြောသည်ဒေါက်တာစီဂရိတ်ထံတွင်ဓာတ်ဆီအပိုရှိတတ်ကြောင်းဖြစ်သည် ောက်တစ်နေ့တွင်တရုတ်ဘုံချုပ်ကြီးနှင့်တွေ့ကြရန်ချင်းဆိုထားသောအစီအစဉ်ကိုမပြတ်စေရန်အခြားနီလန်မရှိတော်သောကြောင့်ကားလေးစီးစလုံးကိုနမ်ခန်ဆေးရုံရှိရာသို့ပြန်လည်မောင်းနှင်စေရပြန်သည်ဒေါက်တာဆီဂရိဖ်ကဝမ်းသာအားရအကူအညီရှာပါသည်ဆက်ကလည်းဆရာဝန်ကြီးအတွေ့နောက်ထပ်ဆေးရုံအသစ်ထပ်ဆောင်နိုင်ရန် အလွန်ငွေများထည့်လိုခဲ့ပါသည်နောက်နေ့မနေ့တွင်စတုအဖွဲ့ပန်ဆိုင်သို့ထွက်ခဲ့ကြသည် ပန်ဆိုင်တီမြန်မာပြည်ဘက်မှနေကြာမျိုးဖြစ်ပြီးဆက်နှင့်အခြားနေကြာကော်မတီအဖွဲ့ခေါင်းဆောင်၃ဦးတို့လာရောက်ဆုံမိကြရန်ချိန်ဆထားသောနေရာဖြစ်သည်ပန်ဆိုင်၌မြို့လယ်ပိုင်းဖြစ်စီခြင်းခံထားရသဖြင့်ဖြစ်ကြက်ဆန်းအဆောက်အဦအနေငယ်သာရှိသည်လွန်ခဲ့သော၁၄နှစ်ခန့်ကမြန်မာလမ်းမကြီးအတိုင်းရိတ်ခါနှင့်အခြားစစ်ပစ္စည်းပေါင်းများစွာကိုထရက်ကားပေါင်းများစွာနှင့်တင်လျက်ဤပန်ဆိုင်မြို့ကိုဖြတ်၍တရုတ်ပြည်သို့ပေးပို့ခဲ့ကြသည် ယခုအခါတွင် တချိန်ကထိုများအရေးကြီးရှိခဲ့သောနေရာဖြစ်သည်ဟုထင်ကြားတစေးမှမရှိတော့ပေ။ဆက်သွယ်မှုကိုပိတ်ထားခဲ့သည်မှာဆက်နှစ်ကျော်ပြီဖြစ်ရာဘာဝင်ဝင်မှ မရှိတော့သောကြောင့်ပန်ဆိုင်ကိုပြန်လည်တိဆောက်နိုင်ခြင်းမရှိခဲ့တော့ပေ။ဆက်ကသူဤလုပ်ဖို့ကင်ဘက်၃ယောက်နှင့်ကော်ဖီဆိုင်တွင် တွေ့ကြသည်။တရုတ်ယူနီဖောင်းဝတ်ထားသူနှစ်ဦးကခောက်ဆွဲများကိုဘယ်တုန်းကမှမစားဘူးသော အစာကဲ့သို့အဘဒရအစားတောက်နေကြသည်။သူတို့ဒီဘက်ကိုလာရင်ဒီလိုပဲ။ အမြဲငတ်ပြန်နေတာပဲဆိုင်ရှင်ကရှမ်းလို့ပြောသည်သူတို့မှာပတ်စံမရှိပါဘူးဒါပေမဲ့ကျုပ်ကလည်းသူတို့ငတ်နေတာကိုထီတိုင်းမှကြည့်မနေနိုင်တာသူမကပခုံးကိုတုံ့ရပြောရင်နောက်တပကံစီသူတို့ရှိသူအချပေးလိုက်သည်မြမနေဆောင်တက်ကဆက်အားကော်ဖီဆိုင်မှာလာရောက်တွေ့ဆုံသည်ထိုနေရာမှတဆင်အရာရှိကလေးကသူတို့ဤကားများကိုတရုတ်ပြည်နှင့်မြန်မာပြည်ပိုင်းခြားထားသည့်ချောင်းကလေးရှိရာသို့ဥဆောင်၍ခေါ်သွားသည်တရားကလေးနှင့်အလွန်နီးကပ်လာသောအခါတွင်မှ တရုတ်ပြည်နယ်ခြားမြို့ဖြစ်သောဝမ်တိန်မှခိုင်ခန့်ကျင်းပသောအဆောက်အဦတက်များကိုမြင်ကြရသည်။အရာရှိယောက်ျား၄ယောက်နှင့်သူဆန်ဒီတော်သည်တံတားပေါ်သို့တက်လိုက်ကြပြီးတံတားလေသို့ရောက်အောင်ပေ30ခန့်လမ်းလျှောက်ခဲ့ကြရသည်။ထိုနေရာတွင်မြန်မာပိုင်ဆိုင်ခွင့်ကုံဆုံးသည်။သူတို့ရက်တံဆောင်ဆိုင်နေရာသို့တရုတ်စစ်သား၂ယောက်ရိုင်ဖယ်တပ်နက်များနှင့်အသင့်ချိန်ထားရင်းလျှောက်လာကြသည်။ 1959ခုနှစ်တွင်နေကြားဒေသပုံမှန်သွားလာရေးများတွင်ရပ်တန့်လိုက်ပြီးတရားကိုလည်းစတင်ပိတ်ထားလိုက်သည်မြန်မာရရှိကသူတို့အားတရုတ်လိုပြပြလိုက်သောအခါစစ်သားတယောက်ကအဆောင်တဲရှိရာသို့ပြန်သွားပြီးကြံတယောက်ကလမ်းကိုဆက်လက်ပိတ်ထားသည် သူဆန်ဒီကထိုထက်နှွေးထွေးသောကြိုးစုံမှုကိုမျှော်လင့်ထားသည်ဤကဲ့သို့ဖြစ်ရသည်မှာသူမကြောင့်ဖြစ်လေသလောဟုလည်းတွေးမိသည်မရမကဇွတ်လိုက်လာမိသည်မှာမှားနေပြီလားမပြောတတ်ပြီး 10မိနစ်ခန့်ကြာသောခါတွင်မှယောက်ျား12ယောက်ခန့်ဗဟိုအဆောက်အဦတွင်မှထွက်လာပြီးတံတားပေါ်သို့လျှောက်လာကြသည်သူတို့တွင်လက်နက်များမပါပါသူတို့ခေါင်းဆောင်ကဆက်အားအယုဒေးပေးပြီးမြမလိုပြောသည်ကျေးဇူးပြုပြီးကျွန်တော်နဲ့လိုက်ခဲ့ကြပါဗိုလ်ချုပ်ကြီးကစောင့်နေပါတယ်ထို့သူကသူစံဒီအားမတင်ကားသောအကြည့်ဖြင့်ကြည့်ပါသည်မြမဝန်ဆားနှင့်လူပြုမတယောက်ဖြစ်နေသည်အထူးသဖြင့်နောက်လည်ပြီးမြမရာရှိနှင့်အတူပြန်မသွားဘဲနေသောကြောင့်ဖြစ်သည်ဗိုလ်ချုပ်ကြီးလီက သူတို့အားအလွန်ရှင်းလင်းသောရုံးခန်းထဲတွင်လက်ခံတွေ့ဆုံသည်စပွဲတစ်လုံးနှင့်ကလထိုင်၆လုံးအပြင်ဥက္ကဋ္ဌကြီးမော်ဤပုံကြီးသာရှိသည်စပွဲတို့စစ်သားများကစပယ်နှံ့ပါသောလက်ဖက်ရည်ကြမ်းများနှင့်တဲခင်းအခန်းစဉ်ဗိုလ်ချုပ်ကြီးလီကစကေပြတ်မှတဆင့်သူဆန်ဒီအမျိုးရိုးကိုမေးသည်သူမသည်ဂျာနီနိုင်ငံတစ်ခုဖြစ်သောအော်စတြီးယားသို့ဖြစ်ကြောင်းသိသွားသောအခါအတော်ကြီးစိတ်သက်သာရပုံပေါ်သွားပြီးသူမကိုလည်းလိုက်လံပြတ်တရားသို့လိုက်ပါနိုင်ကြောင်းဖိတ်ကြားပါတော့သည်မမေ့နိုင်သောအတွေ့အကြုံဖြစ်ပါသည် လူများမရှိသည့်အလွန်တက်ရက်တန်ရှင်သောလမ်းများနှင့်အဆောက်အုံများကိုဖျက်ဆီးခဲ့ကြရပါသည်။ဒီနေရာမှာကျွတ်တူယောက်ျားတွေနေဖို့အဆောင်နေပဲ။ဗိုလ်ချုပ်ကြီးလီကဂုံယိုဝင့်ကျွားစွာနဲ့သူ့မိုးအဆောက်ခတ်ပုတ်ပုတ်များကိုပြသည်။ယခုအထိလူသူတယောက်မျှပင်မတွေ့ရသေးပေ။ဂိုက်ပေါင်း300ခန့်လမ်းတိုင်းဆင်းလာခဲ့ကြပြီးမှဗိုလ်ချုပ်ကြီးကအမျိုးသမီးအဆောက်များကိုပြပြန်ပါသည်။အတွင်းသို့ဝင်ကြည့်ကြသည်။တန်ရှင်သောဘီလက်မြေကြံခင်းနေဖြစ်သည်။ရှည်လျားသောဂရင်နှစ်တန်းရှိသည်။ ကရင်တိုင်းကိုစောင်းတထဲစီဖြင့်ဖုံးအုပ်ထားပြီးအလုံးတူညီဆင်တူပင်ဖြစ်သည်။ဤအဆောင်ဦးသည်အသုံးမပြုရသေးသောခိတစခန်းနှင့်တူနေသည်ဟုသူဆန်တီကတွေးမိသည်။ပါကိုမှမမေးဘဲနေခြင်းသည်အကောင်းဆုံးဖြစ်မည်ဟုဆုံးဖြတ်လိုက်သည်။သို့တော်မိသားစုများမြေတီအရက်သို့ရောက်နေကြကြောင်းကို၎င်းမြေတီအချိန်တွင်ဤအခန်းသို့လူများရောက်လာကြမည်ကို၎င်းအလွန်သိလိုလာသည်ထို့နောက်ခလေးများကို တွေ့ရသည်အသက်၁၂နှစ်၁၃နှစ်စီရှိကြပြီးယောက်ျားလေးနှင့်မိန်းကလေးများရောနေသည် သို့တော့ယောက်ျားလေးမင်းကလေးခွဲခြားသိနိုင်ရန်မှာခက်ခဲပေလိမ့်မည်။အဘယ်ကြောင့်ဆိုတော့သူတို့အားလုံးအပြာရောင်ခြေတဲ့လက်ရှိအင်ဂျင်များကိုစင်တူဝစ်ဆင်ထားကြတော့ကြောင့်ဖြစ်သည်။ခလေးအတော်များများကချက်ကားကဲ့သို့သောစစ်သုံးရင်တစည်းကိုဝိုင်းကြည့်ပြီးတခိခိနဲ့ရင်နေကြစဉ်ဘိုးချုပ်ကြီးလီကခလေးချို့နဲ့စကားပြောသည်။သူတို့ကခဏအနားယူနေကြတာလေ။သူကရှင်းပြသည်။ဒါပေမဲ့ခဏနေရင်စာသင်ခန်းတွေကိုသူတို့ပြန်သွားကြတော့မှာပါ။ပေါင်းမီပြားနဲ့ မော်ဂျက်ကက်များဝတ်ထားကြသောအမျိုးသမီးများကခလေးများကိုပြန်ခေါ်သွားကြရန်အဆောက်အဦကြီးထဲမှထွက်လာကြသည်ခလေးများကဧည့်သည်များအားကြောက်ခံ၍ပြန်ဝင်သွားကြသောအခါသူတို့၏ဘောင်းမြင်ဖင်ပိုင်းတို့ကိုခါးမှနေပြီးဖင်ကြားတစ်လျှောက်ချုပ်မထားကြောင်းတွေ့ကြရသည်သူတို့လမ်းလျှောက်သွားသောအခါတင်မကလေးများရိတ်ခနဲရိတ်ခနဲပေါ်၍ပေါ်၍သွားသည်သူစံဒီကတိကျင်စိတ်ကိုမထိန်နိုင်တော့ဘုချုပ်ကြီးရှင်သူတို့ဖင်ပိုင်းတွေကဘာလို့ချုပ်မထားတာလဲ ဖွင့်ထားတော့အသုံးချလို့လွဲတယ်လေကလေးတွေကိုသူတို့အဆောက်အဦနောက်ဖေးကလက်ကွင်းတွေမှာပဲဝမ်းသွားကြဖို့ညွှန်ကြားထားတယ်။ဘာမှအလဟတ်တန်မဖြစ်အောင်လုပ်တာပဲ။အလုပ်ပေါ်တွေလည်းမလုပ်ရတော့ဘူး။မြေဩဇာလည်းရတယ်။သူစန်ဒီနဲ့ဆက်တို့တယောက်မျက်နှာတယောက်ကြည့်မိကြသည်။ပြီးမှဆက်ကမေးသည်။ကလေးတွေကဘယ်တော့ကြတော့သူတို့မိဘစီပြန်ကြရတာလဲ။မလိုပါဘူး။ပါတီကစောင့်ရှောက်ပါတယ်။ပါတီကပဲပညာသင်ပေးပါတယ်။ဒါဆိုမိသားစုဘဝဆိုတာမရှိဘူးပေါ့။မရှိပါဘူး။ ကျုပ်ကခမရတို့ကိုယောက်ျားဆောင်နဲ့မိန်းမဆောင်တွေတီးခြားထားတာတော့ကိုပြပြီးပြီပဲသူတို့အတွက်အင့်တဲ့အချိန်တွေမှာတွေ့ပြီးဖို့ကျုပ်တို့နေရာတွေဘာတွေစီစဉ်ထားပါတယ်သူကသူ့ကိုသူအထင်ကြီးတော့ဟန်ဖြင့်ပြောပါသည်ခဏရထားပြီးမှဘူဂျိုကြီးကဆက်ပြောပါသည်ဒါဟာစံပြဘုံကြီးရွာပဲတိတယ်မဟုတ်လားဒီမှာနေဖို့အရှိပဲနေကလူတွေကိုကျုပ်တို့ခေါ်လာတာလေကျုပ်တို့ရဲဘော်တွေကစိုက်ခင်းတွေနဲ့တမ်းမဏိဆက်ယုံတွေမှာအလောက်လောက်ကြတယ်ဒီနေကလူတွေကရောဆက်ကမေးသည်သူတို့ကကျုပ်တို့နဲ့လက်မတွဲချင်ကြဘူးဗျာ ဗိုလ်ချုပ်ကြီးကရှုံမဲ့ပြောသည်တချို့ကမြစ်ကိုဖြတ်ပြီးခမရတို့တိုင်းပြည်တွေကိုဝင်ပြေးကြတယ်လေကျန်တာတွေကတော့တုတ်တင်ပြစ်လိုက်တာပါပဲဒါပဲကောင်းပါတယ်ကျုပ်တို့ကကျုပ်တို့ရဲ့လှုပ်သားနေပန်တိဆောက်ရဲ့အတွက်အလွန်ကုန်ယူပါတယ်သိတယ်မဟုတ်လားဆက်ကတလုံးမှမပြောတော့ပါအခြား၃ယောက်ကလည်းမပြောကြပါဆက်ကမျက်မှောင်ကုပ်နေတော့ကြာအလွန်မကြည်မနှံ့ဖြစ်သွားကြောင်းသူဆန်ဒီကသိလိုက်သည်သူမတည်လဲတုတ်တင်လိုက်တာပဲဆိုသောစကားကိုကြားလိုက်စင်ကလန့်ဖြန့်သွားခဲ့သည် တူမငယ်စဉ်ကတူမနေထိုင်ရာနိုင်ငံအတွင်းနှင့်ပတ်ဝန်းကျင်တို့၌ဖြစ်ပျက်ခဲ့သောလူမဆန်သောရာဇဝတ်မှုအခြေများကိုတတိယနေမိသည်သူတို့၏လေးလာရေးခေကိုဆက်ခဲ့ရာစိုက်ပျိုးခြင်းတစ်ခုမှအခြားတစ်ခုသို့ပြောင်းရွှေ့နေကြသောလှုပ်သားများကိုတွေ့ရပါသည်သူတို့၏ခေါင်းဆောင်များကဝီစီများမှုတ်၍အချက်ပေးညွှန်ကြားလျက်ရှိကြပါသည်သူတို့၏မျက်နှာများသည်နှုတ်ပြို၍တက်ကြွနေကြပါသည်တူမငယ်စဉ်ကလေးဘဝကတွေ့မြင်ခဲ့ရသောဟစ်တလာ၏လူငယ်များကဲ့သို့ပင်ဖြစ်ပါသည် လူမျိုးနှင့်အဝတ်အစားများသာကွာခြားပါသည်တက်ကြွမှုများမှာအတူတူပင်ဖြစ်တော်သည်ဘုံကျော်ကြီးကဘုံကျေးရွာ၏အထွေထွေဆေးဆိုင်သို့နောက်ဆုံးအနေနှင့်ခေါ်ဆောင်သွားပြီးဝယ်ယူလိုသောပစ္စည်းများအတွက်မြန်မာငွေစက်ကူများကိုလက်ခံပြီးဖြစ်ကြောင်းပြောပါသည်ပစ္စည်းအနည်းငယ်သာရှိပါသည် ပိုးသားလေစီအချို့ဖောင်းကြဒီဇိုင်းနဲ့တရေပတ်ဆံအိမ်များဘရိုဂိတ်အစ၃လေးလိတ်တို့ဖြစ်ကြသည်။သူဆန်ဒီကရွေးချယ်မည်ပြုစဉ်ဆက်ကအင်္ဂလိပ်လိုခတ်တိုးတိုးကပ်၍ပြောပါသည် မဝင်နဲ့တော့နော်မောင်တော့ဒီလောက်ဆိုးရတဲ့စနစ်တရက်အတွက်ပတ်စံတပြားတောင်ဝင်ပါခြင်းစိတ်မရှိဘူးသို့တော်သူဆန်ဒီကနားမထောင်ပါသူမကိုသူမတရုတ်ပြည်သို့ရောက်ခဲ့ပါသည်ဆိုတော့အထောက်ထားပြရန်အမတ်တရဝယ်ယူခြင်းစိတ်ကိုချိုးနှင်၍မရအောင်ဖြစ်နေသည်နောက်ပိုင်း၌သူမ၏မမေ့နိုင်သောဤတရုတ်ပြည်ခရီးအကြောင်းကိုပြောပြရာတိုင်းစိုက်ဤတားမြစ်ချက်ကိုမလိုက်နာခဲ့သည့်ညံမဲ့မှုအတွေ့နှောင်တရမည်သည်အမတ်တရားပစ္စည်းများကိုဇွတ်ဝဲမည်သည့်အတွေ့ဆက်မှအကြီးကျယ်စိတ်ထိတ်ကန့်ခြင်းဖြစ်ခဲ့ရသည် သူမအတွက်လည်းထိုပစ္စည်းများကိုထုတ်၍ပင်မကြည့်မီတော့အစပြောသည့်အတိုင်းတရုတ်တို့၏အဖိနှင့်ချုပ်ချယ်သောစနစ်ဆိုးကိုမကြိုက်ကြောင်းအ ਨੇ ဆုံးစီးပွားရေးအရာဆန္ဒပြမှုလေးဖြစ်ဖြစ်သူမအနေနဲ့ပြတာကန့်ကွက်နိုင်ခဲ့ဖို့ကောင်းသည်ဟုနောင်တရမဆုံးရှိခဲ့သည် ွေကသူဆန်ဒီကိုလာရှာသည်ဝရန်တာ၌သူဆန်ဒီကိုတွေ့ရသောအခါတွင်မှတက်ပြင်းချနိုင်ရှာသည်။ဘာလဲမွေသူဆန်ဒီကသူမ၏အထင်းတော်ကြီးဘက်သို့လှည့်၍တရင်ကောင်းများကြားရလိုကြားရညာမျောလင့်လျက်မေးလိုက်သည်။ကိန်နီရဲ့မွေးနေ့အတွက်ပြင်ဆင်မှုကောင်းပြီ။မွေကပြောလိုက်သည်။ယခုလိုစိတ်ညစ်စရာကောင်းသည့်နေ့မျိုးတွင်ဤကိစ္စမျိုးသာလဲဆက်မဲကအရေးထားပြောဆိုလိုက်မည်ကိုသိသည်။သို့တော်သူဆန်ဒီကခေါင်းခါပြီး နေပါဦးအချိန်ရပါသေးတယ်။သူမကပယ်ချလိုက်သည်။မွေးကဆွပြောသည်။တမီးတော်လေးကသူ့ရဲ့သုံးနှစ်မြောက်မွေးနေ့အတွက်တိတ်ကိုစိတ်ပါနေရှာတာ။ခမရဝမ်းနဲ့သွားမှာပေါ့။အေးမွေးညီးပြောတာမှန်တယ်။သူ့ဆန်ဒီကကိုကိုမှတ်လိုက်ပြီးလက်ကိုပိုက်လိုက်သည်။ဒီချိန်မှာဘာမှမဆိုင်တဲ့ကလေးတွေကဝင်ပြီးဘာမှခံစားနေကြမလို့ဘူး။ပွဲကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်။ထို့နောက် အမျိုးသမီးနှစ်ယောက်ခေါင်းချင်းဆိုင်လိုက်ကြပြီးဩစတြေးလျထုံးစံတဝက်ရှမ်းထုံးစံတဝက်ပါဝင်သောမွေးနေ့အခမ်းအနားတွင်အသေးစိတ်အစီအစဉ်များချမှတ်ကြတော့သည်ပြီးခဲ့သောခလေးများ၏မွေးနေ့အကြောင်းများကိုပြန်ပြောင်းပြောဆိုကြသည်ရိုးရာမွေးနေ့များကိုပိုကောင်းလာအောင်ဘယ်လိုလုပ်ကြမလဲဆိုသည့်များကိုလည်းဆွေးနွေးကြသည်မာယာရီနှင့်ကေနီတို့ကအနောက်တိုင်းထုံးစံမွေးနေ့ပွဲကိုပို၍ကြိုက်ကြသည်လှလှပပထုတ်ထားသောလက်ဆောင်ပစ္စည်းတွေအများကြီးရသည်ကိတ်မုံကြီးတစ်ခုလည်းပါသည်ဖျောင်းတိုင်များလည်းပါသည် ရှမ်းထုံစံကိုလည်းလိုက်နာကြဖို့အချိန်နှင်းငယ်ပေးကြရသေးသည်ရှမ်းထုံစံအရာမှာသူတို့မွေးနေအတွက်သူတို့ကလက်ဆောင်ရရမည်အစားသူတို့ကပင်လက်ဆောင်များပေးကြရသေးသည် သူစံဒီကထိုးရိုးရာကိုမလုံမနေရထည့်သွင်းစေသည် သူမ၏တမိတော်လေးများမွေးနေတွင်အိမ်တော်ဝန်ထမ်းများ၏ခလေးများအလုံးကို အရှိဟောနန်းတို့ဖိတ်ကြလိုက်သည်မိန်းကလေးတွေရောယောက်ျားလေးတွေပါဝတ်ကောင်းစားလာများနဲ့ဧကမ်းမကြီးတဲ့သူစီတန်းပြေးဝင်ကြရသည်ဖနက်များကိုမူအပြင်၌ချုပ်ခဲ့ကြရသည် ကော်စောပေါ်တွင်ထိုင်ကြသည်စကားတစ်လုံးမှမပြောနိုင်ကြအဘဲကြောင့်ဆိုသောတခါတည်းရန်၌သာဝင်ခွင့်ရကြသောဧကမ်းမကြီး၏ကြီးကျယ်ခမ်းနားနေမှုကသူတို့အားခြောက်လန့်နေခြင်းကြောင့်ဖြစ်သည်ဖျားရှိကိုအကြောင်းထဲမှကြွက်များတပ်ဖွဲ့ငိမ်ပြီးစောင့်နေကြသည်ခဏနေမှမွနေ့ရှင်ကလေးကတော်၎င်းမိခင်ကတော့၎င်းသူတို့အားအဝတ်အစားများအယုတ်များချိုးခြင်းများပါရှိသောအထုပ်တထုပ်စီကိုမွေးနေ့လက်ဆောင်အဖြစ်ပေးဝေသည်လက်သေးသေးကလေးများနှင့်လက်ဆောင်တုပ်ကလေးများကိုအသေးချာဆုပ်ကိုင်းထားကြသည် ထိုအချိန်တွင်ကိတ်မုံနှင့်အချွေရီဖြော်ရည်များစတင်တိုက်ကျွေးလိုက်သည်တောင့်တင်းနေသောစိတ်များယော့သွားကြပြီးကဘာရရဲ့ရှိအခြားခြားသောကလေးများကဲ့သို့ပြန်လဲလှုပ်ရှားပျော်ရွှင်ဆူညံကုန်ကြတော့သည် ရခင်နှစ်ကကေနီမှာနှစ်နှစ်သားရှိသေးသည်သူမကလက်ဆောင်တို့တွေအများကြီးပေးဝေလိုက်ရသည့်အတွေ့မျက်ရည်ပေါက်ကြီးများကျလာသည်ယခုတနှစ်ပိုပြီးကြီးလာပြီးအတော်တက်သည့်နားလေလာပြီးဖြစ်၍ဒီနှစ်သူမ၏အမွေးနေ့အတွက်အလွန်ပျော်နေရသည်။မွေရဲ့ငါကြောက်လိုက်တာ။ ဝင်းနေမှာသူတို့ဖအေးပြန်မလာနိုင်ရင်ဘယ်နဲ့လုံးကြမလဲသူစံဒီကငိုချင်းစိတ်ကိုစူးစမ်းမျိုးတိတ်ထားလိုက်ပြီးသူ့အထင်းတော်ကြီးထံမှအားပေးစကားကိုစောင့်နေသည်ဘာမှမပုံနဲ့အဆက်မဲ့စော်ပွားကြီးပြန်လာမှတေးကြတယ်ဒီတခါလဲဝင်းကြီးချုပ်ပါလောင်းမယ်ကြည့်နေမွေးရတန်သည်ကျဲလောင်ပြီးရုံရုံကြီးကြီးကြီးဖြစ်နေသဖြင့်သူစံဒီလည်းရောပါသွားသည် ဖြစ်နိုင်တယ်တိတ်ဖြစ်နိုင်တာပေါ့သူစံဒီကပြောလိုက်သည် လွန်ခဲ့သော9နှစ်ကမျောလင့်မထားသေးတို့ဖြစ်လာခဲ့ကြောင်းပြန်ပြောင်းတတိယရင်ပို၍စိတ်ဓာတ်တက်ကြွသွားမိသည် ပူဆုံးလာ၏ပူတော်နေ့တနေ့ဖြစ်သည်အရှိဟော်နန်းတွင် မွေးနေ့ကိုစောစောပင်စတင်ကျင်းပခဲ့ကြသည်ဒရိုင်ဘာနှင့်ပူခေါင်းတို့သည် ဖုံးတော်ကြီးကြောင့်15ကြောင်းသို့ဆွမ်းကြိုင်များကိုပို့ပေးသောအလုတ်တာဝန်များဖြင့်ရှုံနေကြသည်ဒရိုင်ဘာနှင့်ပူခေါင်းတို့သည်ဖုံးတော်ကြီးကြောင့်15ကြောင်းသို့ဆွမ်းကြိုင်များကိုပို့ပေးသောအလုတ်တာဝန်များဖြင့်ရှုံနေကြသည်အိမ်တော်ဝန်ထမ်းများ၏ခလေးများလည်းဧကခမ်းမှခြေထဲမှတန်းစီပြီးထွက်သွားကြပေပြီ။ စကသမီးချင်းမာယာရီကိုချိန်မြောက်ပြီးဝိုင်းကြပတ်ချလှည့်လိုက်သောကြောင့်မာယာရီကငေတန်ပအောင်အော်နေသည်စက်သည်သမီးတော်ချင်းနှင့်ကြာကြာကစားနေ၍မဖြစ်ပါခြီထားရမှချလိုက်ရသည်သူသည်လာရှို့သို့တွားရအောင်မည်ဝင်းကြီးကျော်ဦးနှုတ်သည်လာရှို့မြို့သို့လာရောက်လဲပတ်လျက်ရှိသည်နေ့လယ်နှစ်နာရီလောက်တွင်ဆက်ကလာရှုမှသူဤကျင်ရတော်ထံသို့ဖုန်းဆက်၍ကြင်ညာလိုက်သည်ဝင်းကြီးချုပ်ဦးနှုတ်နှင့်အတူဧည့်သည်တော်၄၀ခန်းအရှိဟော်နန်းတို့လက်ဖက်ရည်တောင်ကြွလာကြမည်အကြောင်းဖြစ်သည် နောက်ထပ်နှစ်နာရီလောက်ကြာရင်မောင်တို့အဲ့ဒီကိုရောက်လာကြမယ်ဟုတ်ပြီလားသူကပြောလိုက်သည်ထိုကြင်ညာချက်ကြောင့်တီဘောအရှိဟောတစ်ခုလုံးပြရာခတ်ကောင်းကြသည်ထမင်းချက်မေတာကမောင်ပြတဲ့လက်အရှက်တရားကိုတနာရီအတွင်းအပီးလို့သည်ကောလိုင်နဲ့မိဘအကူကောင်းကလေးတို့ကတခွားသည်အသားညံ့မုံများလောက်ကြသည်အချားဝန်တန်းများကအဲ့ခဲမကြီးအတွင်လူ60စာဇပွဲများကလထိုင်များကိုခင်းချင်းပြင်ဆင်ကြသည်သူဆန်တီကမြို့နယ်အမတ်များမြို့မီမြို့ပါအချို့နှင့်ဆွေမျိုးများကိုကားလှည့်၍ကြိုစေရသည် စတ်တို့ရောက်လာကြသောအခါအဆစအရာရာအလုံးအဆင်သင့်ဖြစ်နေပေပြီတေသပြေဆောင်လိုက်ပုံမှာဤဟော်ရင်ဤတို့သောကိစ္စများကိုနေ့စဉ်နေ့တိုင်းလုပ်နေကြခဲ့သူဖြစ်တော်သည်ဥနုကသူဆန်တီအားနှုတ်ဆက်သည်ကျွန်တော်ကခမ ्या ကိုတွေ့ကျင်နေတာကြားပြီဗျဒါကြောင့်စောဘကိုပြောရတယ်ဗျလက်ဖက်ရောင်ဖိတ်ဆမ်းပါလို့ဝင်းကြီးချုပ်ကြွလာတဲ့အတွက်ကျွန်မတိတ်ဝမ်းသာပါတယ်သူမက ပြန်ပြောသည်ဘာပြုလို့လဲဆိုတော့ဒီနေ့ဟာကျမတို့တမီတော်လေးမာယာရီရဲ့မွေးနေ့ဖြစ်နေပါတယ် ဟုတ်တယ်ဟုတ်တယ်ကျွန်တော်သိပါတယ်ဒါကြောင့်ကျွန်တော်ကပဲတိုက်တွန်းပြရစီကျွန်တော်တို့အားလုံးဘောကျော်ဖျားကိုတွားဖို့ကြရင်တမိတော်လေးအတွက်ဆူတောင်းကြရအောင်လို့ထိုးစီစဉ်တိုင်းအတိအကျအလုပ်ဆောင်ကြပါသည်လက်ဖက်ရည်ပွဲပြီးသောအခါမိန့်ကွန်းတူကလေးပြောကြပါသည်အားလုံးကအထူးငြိမ်သက်စွာတလီတစားနားထောင်မှတ်သားကြပါသည်ဘောကျော်ဖျားတို့တွားကြသောအခါကားပေါ်တွင်အခြားသက်စိမ့်မရှိပါဦးနုကဆက်နှင့်သူဆန်နေတို့အကြားတွင်ထိုင်၍လိုက်ပါလာခဲ့ပါသည် စံနှင့်သူစံတွေတို့တင်ပြကြသောရှမ်းပြည်နယ်နိုင်ငံရေးကိုအထူးစိတ်ဝင်စားနားထောင်ရင်းလိုက်ပါလာပါသည်။ဦးနိုသည်နားထောင်ရုံသာမကစက်ဤပြောပြချက်များအရရှမ်းလူတို့က Federation အပေါ်ဗမာများ၏လွှမ်းမိုးနေလွန်းမှုကိုမကျေနပ်ကြကြောင်းကိုပါသဘောပေါက်နားလည်သွားသည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုခမားပြောသလိုမပြိုကွဲအောင်ဝမ်းဝင်ထိမ့်သိမ့်ကြမှာဖြစ်တော်မယ်။ဦးနိုကအလေးနဲ့ပြောသည်မထိန်သိမ့်နိုင်ရင်တော့ဒုက္ခရောက်ကုန်ကြတော့မယ်။ အဲ့ဒီလိုဆိုရင်ဝန်ကြီးချုပ်ကမြန်မာစစ်တပ်ကိုထိမ့်သိမ့်ပေးဖို့လိုပါမယ်။ဆက်ကတင်းကျင်စွာပြောပါသည်။ဟုတ်တယ်ဗျာ။ကျုပ်ကိုယုံပါ။ကျုပ်လုပ်ပါမယ်။ကားပေါ်မှာဆင်ပြေဘောဂျိုဖျားရှီမောင်နိုင်ဝိပုဆူတောင်းခြင်းမပြုမီဥနုကအလေးနဲ့ပြောသွားပါသည်။မုံရင်ဆိုင်တိုင်းမြန်မာအပိုင်း၁၂ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။အပိုင်း၁၃ကိုလည်းဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါဦးရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။